ိုဝင်နဲ့ဟင်းရွက်ဆောင်ရောင်းခင်ရတဲ့သူမရဲ့ဘဝအခြေအနေကိုပြောပြလာတဲ့ဝိုင်းစုခိုင်သိန်းပရိသတ်များလုံးမမင်္ဂလာပါရှင် Famous Selly News ကနေပြလဲကြိုးစိုးလိုက်ပါတယ်။ကိုဝင်အရင်မှနဲ့ဟင်းရွက်ရောင်းခင်ရတဲ့အကြောင်းရင်းကိုပြောလာတာကတော့တရုတ်ဆောင်မင်းသမီးဝိုင်းစုခိုင်သိန်းပါ။ဒီမတိုင်ခင်ကလည်းအခုတလုံးမှတရုတ်ဆောင်မင်းသမီးဝိုင်းစုခိုင်သိန်းတယောက်ကိုဝင်ရှိနေပြီဆိုပြီးတော့အားလုံးကထင်ကြီးပေးခံနေရတာဖြစ်ပါတယ်။ဒီလိုသတင်းတွေထွက်လာတာကအင်တာနက်ပေါ်မှာပြန့်နှံ့နေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လို့ဆိုရမှာပါ။ အစောပါဗီဒီယိုဖိုင်ထဲမှာတော့ဝိုင်းစုခိုင်တဲ့ဟာအစိုးရဖြစ်တဲ့အတိုင်းတချင်းဆိုနေရပါ။ဒါပေမဲ့ဝိုင်းစုခိုင်တဲ့ရဲ့ဘိုက်လေးကကိုဝင်ဆောင်တဲ့မာလီတယောက်လိုဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ဝိုင်းစုခိုင်တဲ့ကဘိုက်ကြီးနေပြီလို့ထင်ကြီးပေးနေကြတာပါ။အထူးသဖြင့်ဝိုင်းစုခိုင်တိန်ဟာချစ်သူအစ်တလေးနဲ့ကိုဝင်ရှိနေပြီလို့ထင်ကြေးပေးခံရပါတယ်။ဒါအပြင်တိတ်မကြသေးခင်ကလည်းဝိုင်းစုခိုင်တိန်ကဘိုက်ဖုန်းအင်ဂျင်နဲ့ဈေးရောက်နေရတဲ့ဓာတ်ပုံတစ်ပုံကအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ဝိုင်းစုခိုင်တဲ့တရားဒီလောက်မြန်မြန်ဆန်ဆန်ကိုဝင်ဆောင်နိုင်တဲ့ပုံမှာအင်အားတင်နေကြတာပါ။တချို့ပရိသတ်တွေကဝိုင်းစုခိုင်တဲ့ဟာအောင်လာကြောင့်အခုလိုမျိုးကလေးကိုမြန်မြန်ယူလိုက်တာဖြစ်မယ်လို့ဆိုကြပါတယ်။တချို့ကလည်းဝိုင်းစုခံတဲ့ဟာအောင်လာနဲ့꿰တာမကြသေးခင်ပါပဲ။မြ мян ဆန်ဆန်ကလေးရသွားတယ်ဆိုပြီးဝေဖန်ကြပါတယ်။ဒါပေမဲ့လည်းတချို့ကတော့အောင်လာကိုရွက်ပြီးတော့ကလေးမြ мян ဆန်ဆန်ယူလိုက်တာဖြစ်မယ်လို့ဆိုကြတာပါ။အားလုံးသိကြတဲ့အတိုင်းဝိုင်းစုခံတဲ့အောင်လာဟာပြဿနာအကြီးကျယ်တက်ခဲ့ပါတယ်။ အစောပိုင်းမှာတော့အစောရဝိုင်းစုခိုင်တိန်နဲ့အောင်လာတို့ကတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ခဲ့ပါသည်။နောက်ပိုင်းမှာတော့အစောရဝိုင်းစုခိုင်တိန်ဟာအောင်လာရဲ့အိမ်ထောင်ဦးစီးတာဝန်မကြေပွန်မှုတွေနဲ့နှစ်ဦးသားကြားမှာအတွင်းရေးပြဿနာတွေကြောင့်နှစ်ဦးသားကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးကွာရှင်းပြတ်ဆဲတဲ့နေရာမှာလည်းအောင်လာနဲ့ဝိုင်းစုခိုင်တိန်တို့ဟာရော့ကျင်းငွေကိစ္စတွေနဲ့အကြီးအကျယ်ကိုပြဿနာတက်ခဲ့ကြပါသေးတယ်။ အောင်လားကဝိုင်းစုခိုင်တဲ့စီကနေငွေသိန်းတထောင်ရောကြီးတောင်းလာကြောင်းပြည်သက်တွေကြားထဲမှာတော်တော်လေးကြရရက်ခဲ့ရပါနောက်ပိုင်းမှာတော့ဝိုင်းစုခိုင်တဲ့ဟာအခုချိန်မှာချစ်သူအစ်တလေးနဲ့အတူပျော်ရွှင်နေတာကိုလည်းတွေ့ရပါတယ်ဝိုင်းစုခိုင်တဲ့ဟာဒီချစ်သူကောင်းလေးနဲ့အတူဘန်ကောက်မြို့မှာတော်ယုံတန်ယုံတထေးကြီးတွေမဝင်နိုင်တဲ့တိမ်ပေါင်းတောင်းချီတန်းအစင်းမြင့်စင်ခန်ကွန်တိုတိုက်ခန်းကိုလည်းဝယ်ယူခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းအခုချိန်မှာတော့ဝိုင်းစုကန်တိန်ကချစ်သူအစ်တလေးနဲ့ကိုဝင်ရပြီးကလေးယူတော့မယ်လို့ထင်နေကြတာပါ။ ဒါပေမဲ့လည်းအခုခါမှာတော့ဝိုင်းစုခန်သိန်းကသူမမှာကိုဝင်မရှိဘူးလို့ဆိုပါတယ်။ဝိုင်းစုခန်သိန်းကသူမဟာဝါရင်ဘိုင်နေနေပူတက်လို့သာရှိုးဝဲတွေမှာကိုဝင်ရှိနေရဆိုပြီးတော့လူတွေကအထင်လွဲကြတာရှိရလို့ရှင်းပြပါတယ်။ ။ဒါပြင်ဝိုင်းစုခိုင်တိန်ကသူမဟာကိုဝင်နဲ့ဈေးရောက်နေရတာကတကယ်မဟုတ်ဘဲရုပ်ရှင်ဇက်ကရိုက်ကူးတဲ့ဇက်ဝင်ခန်းတစ်ခုသာဖြစ်တယ်လို့ရှင်းပြပါရယ်။ဝိုင်းစုခိုင်တိန်ဟာအစောပိုင်းမှာတော့ရုပ်ရှင်တရုတ်ဆောင်မင်းသမီးတဦးဖြစ်ပါရယ်။နောက်ပိုင်းမှသာအစိုးရဘက်ကိုဇောက်ချလုပ်ကင်နေရပါ။ဒါပေမဲ့အခုခါမှာတော့ရုပ်ရှင်လောကတွေကအခု900မင်းကြီးရဲ့ဝိုင်းရင်တရုတ်ဆောင်အမေတွေအတွက်ရန်ပုံငွေရုပ်ရှင်ရိုက်ကူးရေးမှာပါဝင်နေရဖြစ်ပါရယ်။ ကုံလို့အမည်ပေးထားတဲ့ရန်ပုံငွေရုပ်ရှင်မှာတော့ဝိုင်းစုခိုင်တဲ့နဲ့အတူဝေလာရီအေးမြတ်သူစတဲ့အမင်းသမီးတွေကပါဝင်တရုပ်ဆောင်ထားကြပါတယ်။အဆိုပါဇလန်းမှာဝိုင်းစုခိုင်တဲ့ကကိုဝင်ဆောင်ဈေးတဲ့ဖြစ်တရုပ်ဆောင်ထားရတာလို့ရှင်းပြခဲ့ရပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝါလို့ဗိုက်ကြီးနေပြီလို့ထင်ကြေးပေးခံနေရတဲ့ဝိုင်းစုခိုင်တဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။